စကိုင်းတိုင်းကလေးမြို့နယ်မှာအော်တိုဘတ်ဒုတိယဘက်ကဆက်လို့စစ်ကောင်စီတပ်ဟာမြောက်ပိုင်းနဲ့တောင်ပိုင်းခြေရွာတွေကိုအရန်တို့ထိုးစစ်ဆင်နေတဲ့အတွက်ခြေရွာ39ခုမှနေကဒေသခံ9000ကျော်ထွက်ပြေးတိတ်ဆောင်နေရကအရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့မြေပြင်တနင်္သေးရေးမြစ်တွေကလူလူမြမာကိုပြောပါတယ်ကလေးမြို့နယ်ကံကောင်းကလေးပိုင်းကို စစ်ကောင်စီတပ်အင်အားများပြားနဲ့စစ်ကြောင်းထိုးတင်တာကြောင့်တောင်ပိုင်းကကျွန်းချောင်းတာယာကုန်းထောက်ကျန်းချောင်းခွာဟဲတို့အပောင်းဝင်မြောက်ပိုင်းကရာဇကြိုစောဝရေရှင်ပြည်တော်သားစတဲ့ကြက်ပေါင်း30ကျော်ကဒေသခံ9000ကျော်ဟာဘေးလွယာကိုထွက်ပြေးတိတ်ချောင်နေကြတယ်လို့မြေပြင်တနေကြီးမြစ်ကလူလူမြမာကိုပြောပါရယ်။မြောက်ပိုင်းကတောင်ပိုင်းကရွာလုံးကျုပ်ကိုပြေးနေတာရွာပေါင်း30ကျော်လောက်ရှိတယ်။လူကြီးဆင်းရတိကျမရသေးတော့9000ဝန်းကျင်လောက်ရှိမယ်။ ဖက်ပြင်းတင်းရှောင်နေရတဲ့ဆစ်ဆောင်တွေထဲမှာအသက်ရွယ်ကြီးရင်သူတွေမျိုးသမီးတွေနဲ့ကလေးငယ်တွေအများဆုံးပါဝင်နေကရာသူတံခံနိုင်ပဲနေထိုင်စရာမိုးကာဆေးဝါးနဲ့စားနေကအများစားလိုအပ်နေတယ်လို့ဆစ်ဆောင်ကူညီလှူဆောင်သူတွေကပြောပါတယ်ရာသီဥတုအပြောင်းလဲကာလအဖြစ်မိုးသီးနှစွာရွာသွန်းနေတာကြောင့်စစ်ကြောင်ဒေသခံတွေဟာအေးဒံပြီးရာသီဥတုကွေးဖြစ်ပွားနေတဲ့အတွက်ဆေးဝါးကူညီတဲ့အနှွေးတဲ့ဆောင်တွေများစွာလိုအပ်နေတယ်လို့စစ်ကြောင်ကူညီရေလှုပ်ဆောင်သူတို့ကပြောပါတယ် ရာသီဥတုပြောင်းလဲကောမိုးတွေပါရွာနေတော့ဒုက္ခဖြစ်တဲ့သူတွေအများကြီးဖြစ်လာတယ်။စီးပွားတွေလည်းလုံလောက်မမရှိဘူးဖြစ်နေတယ်။အဲကလေးမာကစောင်းဝင်သားဆိုတော့အရန်အေးလာပြီ။စောင်းနေနှွေးထက်ပိုးလို့လာတယ်။ဒါပြင်စစ်ကောင်ရှင်တပ်ဟာပြီးခဲ့တဲ့အောက်တိုဘာ29ကနေနိုဝင်ဘာ2ရက်နေ့ထိကလေးမြို့နယ်တောင်ပိုင်းကျွန်းချောင်း၊နှက်ချောင်း၊နတ်မြောင်းချောင်းခွနဲ့ဟာခါလေးစတဲ့ကြေးရွာတွေအတွင်းကိုစစ်ကြောင်းတို့ဝင်ရောက်ကနေရင်တွေကိုမိရှုလှုပ်ဆောင်တာတွေရှိခဲ့ပါတယ်။